မင်္ဂလာပါခင်ဗျာရောင်ခစ်တက်ကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်စီကစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့သူတွေကိုစစ်စစ်ဖို့စတင် ခေါ်ယူมาဖြစ်တဲ့အတွက်ထွက်မပြေးကြဖို့နဲ့အထုပ်ပိုပြင်ထားကြဖို့ရက်ွက်အုပ်ချုပ်ရင်းမှုတွေကလိုက်လံဖိအားပေးချိန်ချောက်နေပြီဆိုပါတယ်ပကိုတိုင်းဂျိုးပင်ကောင်မြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့အကြမ်းဖက်စစ်တပ်နဲ့အတူလိုက်လံဖမ်းဆီးခေါ်ဆောင်နေတဲ့အုတ်ချုပ်ရေမှုတောင်းကြီးဆိုသူလဲပြစ်ခတ်ခံရပြီးသေသွားပြီဆိုတဲ့သတင်းပါဝင် ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖတ်စစ်ကောင်စီကစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့သူတွေကိုစစ်စစ်ဖို့စတင်ခေါ်ယူမှာဖြစ်တဲ့အတွက်ထွက်မပြေးကြဖို့နဲ့အထုပ်အပိုးပြင်ထားကြဖို့ရက်ွက်အုပ်ချုပ်ရင်းမှုတွေကလိုက်လံဖိအားပေးချိန်ချောက်နေပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ပြန်ကစပြီးစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့လူငယ်တွေကိုစစ်စစ်ဖို့အတွက် သက်ဆိုင်ရာတက်စခန်းတွင်စီအရောက်လာကြဖို့စတင်အကြောင်းကြားနေပြီးရက်ကွက်နဲ့ဂျေးရွာအလိုက်ဆေးစစ်ရမယ်ရက်တွေမတူဘူးလို့လည်းဆိုပါတယ်တချို့ရက်ကွက်တွေမှာ28ရက်နေ့စခေါ်ပြီးတချို့ရက်ကွက်တွေမှာတော့28ရက်နေ့ခေါ်ထားကြတာဖြစ်တယ်လို့တခါတည်းအထုပ်အပိုးပါယူလာခိုင်းထားတဲ့အပြင်နောက်လာတွေမှာလည်းမဲမပေါက်ဖဲကြံနေသေးတဲ့လူတွေကိုထတ်ခေါ်มาဖြစ်တဲ့အတွက်ထွက်မပြေးကြဖို့နဲ့ထွက်ပြေးရင်ကြံတဲ့မိသားစုဒုက္ခရောက်မယ်ဆိုပြီးတော့ပါအုတ်ချုပ်ရင်းမှုတွေကလိုက်လံချိမ့်ချောက်ပြောဆိုနေတယ်လို့ တကုံမြို့တင်မြောက်ပိုင်းကျောင်းလမ်းမှာနေထိုင်သူလူငယ်မိဘတဦးကပြောထားပါတယ်တစ်ဖက်မှာလည်းအကြံဖက်စကောင်စီကရန်ကုန်မြို့မှာတောင်ညာပိုင်းလူငယ်တွေကိုလမ်းမှာဖမ်းဆီးစစ်ဆေးတာတွေအိမ်တွေပေါ်တက်ပြီးအဇင်းမတိုင်တဲ့သူတွေမပုံတင်မပြနိုင်တဲ့သူတွေကိုဖမ်းဆီးပြီးစစ်တပ်ထဲတခါတည်းခေါ်သွားတာတွေပါလုံနေတယ်လို့မင်္ဂလာတော်ကစူဆောင်းရေးတက်မှာဖမ်းဆီးခံထားရတဲ့လူငယ်တဦးရဲ့ဖခင်ဖြစ်သူကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်ခင်ဗျတစ္ဆက်ထဲမှာပဲ ရန်ကုန်တိုင်းကမြို့နယ်တည်တည်မှာစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့သူတွေကိုတိုင်းစစ်ကောင်စီရုံနဲ့မတ်လ28ရက်နေ့မှာအရောက်ပို့ဆောင်ပေးဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကိုညွှန်ကြားထားတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။ရန်ကုန်တိုင်းကစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့လူငယ်တွေအကုန်လုံးကိုမတ်လ28ရက်နေ့မှာပဲရန်ကုန်တိုင်းလွတ်တော်ဝင်းအတွင်းမှာရှိတဲ့တိုင်းစစ်ကောင်စီရုံကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ခံတွေကအရောက်ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။အကယ်၍ စစ်မှုထမ်းအတီးပြုတ်စရင်မှာပါထားပြီးတဲ့သူတွေမဲပေါက်တဲ့သူတွေကနေထိုင်ရာလိပ်စာမှာမရှိတာတို့ထွက်ပြေးသွားတာတို့ဖြစ်ခဲ့ရင်အစားထိုးရမယ့်သူတွေကိုချက်ချင်းရှာဖွေပြီးစစ်ကောင်စီကတတ်မှတ်ထားတဲ့နှုတ်အတိုင်းမပြစ်မနေလူအင်အားရအောင်ပေးရမယ်ဆိုပြီးတော့ပါရန်ကုန်တိုင်းစစ်ကောင်စီကညွှန်ကြားထားတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီနဲ့နှိစက်တဲ့တရင်ရင်မြစ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်လက်တလုံးမှာတော့ပထမဆုံးတော့ဖြစ်ရန်ကုန်မြို့နယ်အသီးသီးမှာစစ်မှုထမ်းဖို့ခေါ်ယူခံရတဲ့လူငယ်တွေဟာ အောက်ခြေလူတန်းစားလူငယ်တွေသာအများဆုံးပါဝင်နေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းဂျိုးပင်ကောင်မြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းမှုအကြမ်းဖက်စစ်တပ်နဲ့အတူလိုက်လံဖမ်းဆီးခေါ်ဆောင်နေတဲ့အောက်ချုပ်ရေးမှူးတောင်းကြီးဆိုသူပြစ်ခတ်ခံရပြီးသေသွားပြီလို့တရားဝတီ KPDF ရဲ့တာဝန်ရှိသူတို့အတူကရန်ကုန်ခေတ်တိကိုပြောပါတယ်မတ်လ24ရက်နေ့ညပိုင်းမှာပဲအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့စရင်လိုက်ကောက်နေတဲ့ ရုံချောင်းအုပ်စုအုပ်ချုပ်ရေးမှုတောင်းကြည်နဲ့သူ့ရဲ့သားပြစ်သူ노တုဆိုသူကိုပါဘကိုးရုံမှတပ်ဖွဲ့ကနေတပြိုင်တည်းဝင်ရောက်ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာအုပ်ချုပ်ရေးမှုတောင်းကြည်ကတော့နေရာမှာတင်ပွဲချင်းပြီးကိုဖေးသွားပြီသူ့ရဲ့သားပြစ်သူ노တုဆိုသူကထွက်ပြေးသွားတယ်လို့ဒါယာဝတီခန် PDF ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီနော်ဘကိုးရုံမှပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာအုပ်ကြီးသားကိုပါရှင်းဖို့ထတ်သွားတော့သူ့ကိုအိမ်မှာမတွေ့ဘဲသူ့မိန်းမနဲ့ကလေးကိုသာတွေ့ခဲ့ပြီး ကလေးနဲ့မိခင်မှာအပြစ်မရှိတဲ့အတွက်ဘာမှမလုပ်ဖဲအေးစေးနေဖို့ပြောပြီးတော့အုတ်ကြီးသားရဲ့ဖုန်းကသာတင်းစီပြီးပြန်လာရမှာအဲ့ဒီဖုန်းကိုပြူစောထီတွေဆက်လာကြတယ်လို့ဆိုပါတယ်အဲ့ဒီအုတ်ချုပ်ရဲမှုတောင်းချီဆိုတဲ့သူဟာလူငယ်တွေကိုစစ်မှုထမ်းဖို့စစ်ကောင်စီတပ်သားတွေနဲ့အတင်းအကျပ်လိုက်ခေါ်နေတဲ့သူဖြစ်ပြီးတချို့ပြည်သူတွေစီကနေသိန်း90အထက်ငွေညစ်တောင်းရနေတဲ့သူပါဖြစ်တယ်လို့ပြည်သူတွေဟာသူ့ကြောင့်ထွက်ပြေးနေကြရပြီးအခုတော့ပြီလို့တာယာဝတီခိုင် PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ ဒီတစ်ခါရန်ကုန်မြို့မှာလေလိုင်းတော်မြို့နယ်အမှတ်ခွင့်ရက်ကွက် အုပ်ချုပ်ရေးမှုရုံးမှာလူငယ်တွေကိုစစ်မှုထမ်းခိုက်မှုစစ်ကောင်စီဝင်တွေအစည်းအဝေးလုပ်နေတဲ့အချိန်လက်ပစ်ဘုံးနဲ့ပြစ်ခတ်တက်ခိုက်မှုအတွင်းစစ်ကောင်စီဝင်၃ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ Urban Justice အဖွဲ့ခေါင်းဆောင် Vinong ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလိုင်းတော်မြို့နယ်ခွင့်ရက်ကွက် အုပ်ချုပ်ရေးမှုရုံးမှာ အုပ်ချုပ်ရေးမှုချမ်းသာတဲ့စစ်သားတွေဟာလူငယ်တွေကို စစ်မှုထမ်းခိုင်းမှုနဲ့ငွေညစ်ဖို့အစည်းအဝေးလုပ်နေကြတာကိုတည်င်းအတိအကျရခဲ့တယ်ဆိုပါလေအဲ့ဒီနောက်အဗန်ဂျက်စတီအဖွဲ့ကနေလန်ဒန်မြို့နယ်ခုနှစ်ရက်ကအုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခတ်ရမှာအစည်းအဝေးအတွက်ရောက်နေတဲ့စစ်ကောင်စီတပ်သား၃ဦးဟာဒဏ်ရာတွေရသွားတာကိုကနဦးတိထားရတယ်လို့အဗန်ဂျက်စတီအဖွဲ့ကောင်းဆောင်ဗီနုံကပြောထားပါလေတပတ်ကလန်ဒန်မြို့နယ်ဒေသခံပြည်သူတွေကလည်းမနေ့ကညစင်နိုင်ဝင်းကျင်လောက်မှာအလွန်ပြင်းထန်တဲ့ပောက်ကွဲသံကြီးကြားရတယ်လို့လည်းပြောဆိုထားကြပါတယ်ခင်ဗျ အခုတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ရွာငယ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲမှုဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကပြည်သူ၅ဦးကိုဖမ်းဆီးပြီးဘုံကြီးကြောင်းကအလှကံဘုံအပါဝင်နေအိမ်တွေကိုပါဖောက်ထွင်းပြီးတော့ပတ်စံနဲ့တံပိုးကြီးပစ္စည်းတွေကိုလူရက်သွားကြတယ်လို့ CRCPLA တပ်ဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ခေတ်တစ်ခုပြောပါတယ်မတ်လ15ရက်နေ့ကစပြီး ရွာငံမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရစ်တပ်တွေကနေမတ်လ18ရက်နေ့နဲ့21ရက်နေ့တွေမှာမိုင်းဆွဲတိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သားခေါနဲ့ဦးသေးသွားတဲ့အပြင်အယောက်20ကျော်ဒဏ်ရာတွေရသွားပြီးအထိနာသွားတယ်ဆိုပါတယ်။အဲ့ဒီမှာအကြမ်းဖက်စစ်တပ်ကညောင်မင်းသာကျေးရွာဘက်ရောက်လာပြီးမဆိုင်တဲ့စပေးရှောင်းပြည်သူ9ဦးကိုဖမ်းဆီးပြီးတော့ကြောက်တော်နဲ့ညောင်မင်းသာကျေးရွာတွေကဘုံကြီးချောင်းကိုဖောက်ထွင်းပြီးအလူကန်ဘုံတွေကပတ်စံတွေကိုပါခိုးယူလူရက်သွားတဲ့အပြင် နေအိမ်တွင်ကပစ္စည်းတွေကိုပါမှွေနောက်ခိုးယူလူရက်သွားကြတယ်လို့ CRC PLA တပ်ဖွဲ့ရဲ့တာဝန်ခံကပြောထားပါလိမ့်မယ်။ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ